မင်္ဂလာပါရှင်။ဗမာခေတ်တဲ့တရင်ဌာနမှပြန်လေးကြိုဆိုလိုက်ပါရရှင်။အခုချိန်မှစာပြီးနောက်ဆုံးရသတင်းများကိုအစီအခံတင်ဆက်ပေးပါရမရှင်။ပထမအဆုံးသတင်းအနေနဲ့ကျုံတိုးမြို့သို့ဝင်ရောက်လာသောစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုခမရ432တပ်မှထုတက်ရင်မှုဘူမှုဆိုမင်းထက်အပဝင်စစ်သား30ခန့်တိုက်ဆုံဆွဲတဲ့မဲ့ဖြစ်ပါရရှင်။ကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်ကျုံတိုးမြို့နွားချံကုန်းကျေးရွာနီးသို့ဝင်ရောက်လာသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ရာခမရ432မှထုတက်ရင်မှုအပဝင်စစ်သား30ခန့်တိုက်ဆုံခဲ့ကြောင်း Mon Liberation Army MLA တပ်ဖွဲ့ကသတင်းထုတ်ပြန်သည် ဧပြီလ30ရက်နေ့နဲ့9နာရီခန့်မှစရင်ကျုံတို့မြို့နွားချံကုန်းချေရွာနေသို့အင်အား90ခန့်မြင့်ဝင်ရောက်လာသောအကြမ်းမဲ့ဆက်ကောင်စီစစ်ကြောင်းကိုတော်လိန်ပူပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာနနက်10နာရီခန့်အထိအပြန်အလှန်ပစ်ခတ်တိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်စီတပ်မှခမရ432တရင်မှဒုတရင်မှုဘုံမှုဆွမင်းထက်အပောင်းဝင်30ဦးခန့်တိစုံခဲ့သည်ဖြင့်စစ်ကြောင်းပြက်ကနောက်ဆုတ်သွားကြောင်းသိရသည်အဆိုပါတိုက်ခိုက်မှုကိုမွန်ပြည်လူမျိုးရေးတပ်မတော် MLA အပြင်မွန်ပြည်သက်ပါတီခွဲထွက် NSMB AD ပြန်လာစစ်ကြောင်း Lion Battalion စစ်ကြောင်းစသည့် KNL ဦးဆောင်သောပူပေါင်းတပ်များကတိုက်ခိုက်ချိန်မုံခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ရှင်အကြံဘက်စစ်ကောင်စီစစ်ကြောင်းသည်တနင်္လာရီတိုင်းကံရံစစ်ဌာနချုပ်လက်အောက်ခံတပ်များတပ်မ20နဲ့တပ်မ44လက်အောက်ခံတပ်များဖြစ်သည့်ခမရနေရရှိဂျမီယောခမရတရားနှင့်မုတ်တမခမရ432ပုတ်ပြင်စသည့်တရင်များမှစစ်သားများပူပေါင်းထားခြင်းဖြစ်ကြောင်းသိရသည်။ယနေ့ထိတိုက်ပွဲများဖြစ်ပွားလျက်ရှိနေသောကြောင့် ပြည်သူလူထုအနေဖြင့်မိမိနေထိုင်ရာဒေသအနေဝင်ခြင်းရှိစစ်ရေးသတင်းများကိုနာဆင်ကစက်ကောင်စီလက်နက်ကြီးနှင့်လေယာဉ်အန္တရာယ်ကိုကာဝေးနိုင်ရန်ကြိုတင်ပြင်ဆင်ထားကြရန်နှင့်လုံခြုံသည့်နေရာများ၌သာနေထိုင်ကြပါရန်အသိပေးတိုက်တွန်းထားသည်။ဆက်လက်ပြီးစကိုင်းမြို့နယ်ကမ်းပလူနီရွာနေတွင်စက်ကြီးကောက်ရန်လာသောစက်ကောင်စီကားတစ်စီးကိုတိုက်ခတ်မှုဆက်သား3တေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းစကိုင်းမြို့နယ်ကန့်တလူကျေးရွာအနီးတွင်စက်ကြီးကောက်ရန်လာသောစက်ကောင်စီကားတစ်စီးကိုတိုက်ခတ်မှုဆက်သား3တေဆုံး ံမီကားပြက်စီးခဲ့ကြောင်း Generation Z Power ကြီးဇက်ပေမှတောင်းရှိသူတို့ကရှန်ကုန်ခေတ်တည်တရင်ဌာနထံသို့ပြောကြားသည်မေလ9ရက်နေ့နနက်8:30မိနစ်အချိန်စကိုင်းမြို့နယ်ကန်တလူကျေးရွာအနီးတွင်ဆက်ကြီးကောက်ရန်ထွက်လာသည့်စစ်သားပြူစောထင်းများလိုက်ပါလာသည့်ကားတစ်စီးကိုပြည်သူကောက်ရီပူအောင်တပ်ဖွဲ့ကတိုက်ခိုက်ခဲ့ရာအပြန်လန်တိုက်ပွဲမိနစ်20ခန့်ကြာမြင့်ခဲ့ကြောင်းသိရသည်ရှင်းတိုက်ခိုက်မှုအတွင်းစစ်သားပြူစောထင်းများလိုက်ပါလာသည့်ကားကိုဖျက်ဆီးနိုင်ခဲ့ကကားပေါ်ပါစစ်သားပြူစောထင်း၃သိဆုံးကတအူးထိခိုက် ်ဒဏ်ရာရရှိခဲ့ကြောင်းလမ်းမော်ရှိခေသောပြည်သူများထိခိုက်မှုမရှိစေရန်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းအသိပေးထားသည် မတူကားနဲ့ကင်းပတ်လာတာကားပေါ်မှာလေးဦးပါတယ်ကန်တလူနာကလမ်းပေါ်မှာဆိုတော့ဖြီသူကားရီရောရှိနေတာအဲ့ဒီပြူကားကိုပဲတိတိမိမိချိန်မုံနိုင်နေတာပါကားပေါ်မှာတနတ်ထိမှန်မီထွက်ပြေးလို့လိုက်သေးတယ်ဖြီသူတွေရောပြီးတော့လမ်းမကြီးပေါ်မှာလည်းဖြစ်နေတော့ဆက်မလိုက်ပဲပြန်ဆုပ်ခဲလိုက်တာလက်နက်တွေတော့မရခဲ့ဘူးတော်တော်လန်းလန်းတနေရအောင်မှ၃ရောက်သေးပြီးတစ်ယောက်ကလက်ထံရနဲ့ထွက်ပြေးတာအလောင်းနဲ့ကားကတော့တက်မ33ကနေလာသေးသွားပါပြီဟို generation set power ကြီးဇက်ပြီးမှတောင်းရှိသူတို့ကရှန်ကုန်ခေတ်တဲ့တရင်ဌာနထံသူပြော ော်ကြားသည်အဆိုပါတိုက်ခိုက်မှုကို generation z power ကြီးစက်ပြီးမန္တလေးပြည်သူ့ကောင်ရေးမျိုးပြပြောင်ကြားတပ်ဖွဲ့နှင့်မဟာမိတ်တပ်ဖွဲ့ဖြစ်သောတော်ဝင်တပ်ပီ LDF BRA LDF နှင့်ရဲကြီးပကဖရုပူးပေါင်းကလှုပ်ဆောင်နေခြင်းဖြစ်ပြီးပြည်သူ့ကောင်ရေးတပ်ဖွဲ့ဝင်များထိခိုက်မရှိပြင်လည်ဆုတ်ခွာနိုင်ခြင်းကြောင့်သိရသည်စစ်ကောင်စီအတွက်သွားစရာလည်းမရှိတော့ပါဘူး။ဒါကြောင့်မို့စစ်ကောင်စီတပ်သားရဲပြူစောထီရီနဲ့စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းတွေအနေနဲ့အနည်းဆက်ရတော်လိုင်းတပ်ဖွဲ့တွေစီမှာ အမြန်ဆုံးအလင်းဝင်ကြဖို့တိုက်တွန်းရင်တရီပေးချင်ပါ रे ဟု generation set ပါဝါခြေဆက်ပြီးမှတောင်းရှိသူကပြောဆိုသည်ဆလဘေးဘင်္ဂလားဒေ့ရှ်ဘက်ပြေးလာလို့ထိမ့်သိမ်းထားသည့်စစ်ကောင်စီတပ်သားနှင့်နေသားဆောင်ရေ34ကိုမြန်မာဘက်ပြန်လွှဲဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်ရှခိုင်းပြည်နယ်မှာဖြစ်ပွားခဲ့တဲ့အရခတိုက်နယ်တိုက်ပွဲတွေတွင်ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ထွက်ပြေးခဲ့တဲ့စစ်ကောင်စီတပ်သားနဲ့နေသားဆောင်ရေ34ရာကိုမေလ6ရက်နေ့ကမြန်မာဘက်ပြန်လည်ပေးခဲ့တယ်လို့ဘင်္ဂလားဒေ့ရှ်သတင်းမှာဖော်ပြပါရယ် ဒါအပြင်ကောဘစာကျင်းထောင်မှာထိန်းသိမ်းထားတဲ့မြမရက်သား9ယောက်နဲ့ပတ်တာခါလေးအကျဉ်းထောင်ကတယောက်တူကိုလည်းလွတ်ရပြေးသွားတာကြောင့်သူတို့နဲ့အတူပြန်လည်ပို့ဆောင်ခဲ့တယ်လို့သိရှိရပါတယ်။2023နှစ်ကုန်းနဲ့နိုဝင်ဘာလကပြန်လည်စတင်တဲ့ရခိုင်ဒေသအတွင်းကအရခတပ်ရဲ့ထိုးစစ်တွေကြောင့်စစ်ကောင်စီတပ်သားနေသားဆောင်ရဲနဲ့အချောင်းဝန်ထမ်းတွေရာနေချီဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ထွက်ပြေးခဲ့ကြတာပါ။ဘင်္ဂလားဒေ့ရှ်နိုင်ငံသားရေးဌာနရဲ့သတင်းထုတ်ပြန်ချက်အရသူတို့ကိုအင်္ဂါနေ့နေ့လယ်ပိုင်းမှာကောဘစာလေးစိတ်ကတဆင့်မြန်မာဘက်ကအရပ် ဘက်လင်းရင်နဲ့ပြန်ပို့ခဲ့တာဖြစ်ကြောင်းဒါကမြို့စစ်ကောင်စီတန်ယုံကတနမန်တွေတက်ရောက်ကြောင်းသိရှိရပါတယ်စစ်ကောင်စီတပ်သားနဲ့နေကြာဆောင်ရဲ34ယောက်ဟာပြီးခဲ့တဲ့ဒီဇင်ဘာလ9ရက်နဲ့10ရက်အတွင်းဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ထွက်ပြေးဝင်ရောက်ခဲ့ပြီးဘန်နာဂန်မှာခိုးလုံခဲ့ရာဘင်္ဂလားဒေ့ရှ်နေကြာဆောင်တပ်ကလက်ရှိချိန်ထိထိန်းသိမ်းထားခဲ့တာဖြစ်ပါတယ်အဲဒီမတိုင်ခင်ပြီးခဲ့တဲ့နှစ်အတွင်းမှာလည်းနေဆက်ဖြတ်ကျော်ထွက်ပြေးခဲ့တဲ့စစ်ကောင်စီ လောက်ခန့်885ယောက်ကိုဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကထိန်းသိမ်းပြီးပင်လယ်ရေကြောင်းကတဆင့်စစ်ကောင် စေထန်၄တောက်ခွဲပြန်လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့ကြောင်းဖြူတိုက်ဝဲဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီကာကင်စခန်းများအသိအခံရကတက်ပြတ်ထွက်ပြေးရမှုများရှိနေဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။စစ်ကောင်စီနဲ့အရကတက်မရော AA တို့ကြောင်းဖြူမျိုးနေတွင်တိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတိုက်ကာကင်ချုပ်သိမ်းဆည်းခံရရကြောင်းသိရှိရသည်။ AA တို့ကြောင်းဖြူမျိုးနေလက်ကမော်ကြေးရွာရှိစစ်ကောင်စီကာကင်စခန်းကိုပြီးခဲ့သည့်မေလ၁ရက်နေ့ကလေးကသိမ်းယူခဲ့ပြီးနောက်မင်းတပ်တောင်မှစစ်ကောင်စီတပ်များစစ်ကြောင်းထိုးထွက်လာသည့်အတွက်ထပ်မံပိတ်ဆို့တိုက်ခိုက်ရာ စစ်ကောင်စီစစ်ကြောင်းလိုက်တက်ဆုပ်ပြရာကြောင်းစစ်သည်ရင်မြထံမှတရားသည်ကြောက်ဖြူရံမဲကလန်မော်ကမင်းတပ်တောင်ထိုင်းစခန်းမှာတိုက်ပွဲပြင်းထန်နေတဲ့6ရက်နေမှာစစ်တပ်ကဒရုန်းပုံချေလို့အချောင်းနဲ့တပြူတောင်မီလောင်နာတွေရှိတယ်ဟုကြောက်ဖြူဒေသခံတို့က AR time ကိုပြောသည်စစ်ကောင်စီရဲတပ်ရင်30နှစ်အနီးဝန်းကျင်ကိုလည်းအေအေကပိတ်ဆို့ဆောင်ကြည့်မှုများပြုလုပ်ထားပြီးစစ်ကောင်စီသည်ခုံးချွန်တိုင်နယ်တွင်သို့မကြာခဏစစ်ကြောင်းထိုးနေကြောင်းဒေသခံများထံမှတရားသည်စစ်ကောင်စီရဲတပ်မှနေ၍ရဲတပ်ရင်အနီးနှင့်လက် မော်မင်တပ်တာဝန်ချင်းကိုလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်နေပြီးဒရုန်းပုံများဖြင့်မှကျေချတိုက်ခိုက်လည်းရှိသည်စစ်ကောင်စီသည်စစ်ကောင်ဆောင်ပြပခီးစင်မတိုင်ခင်အပြစ်ခတ်ရစေဟန်ပြတတန်တူသွားတော်လေလက်နက်ကြီးပစ်ခတ်မှုနှင့်လေကြောင်းတိုက်ခိုက်မှုတို့ကိုစစ်ရေးတင်းမာသည့်နေမျိုးများတွင်ဆက်တိုက်ပြုလုပ်နေစေဖြစ်သည်ဆလဘင်အိန္ဒိယပါကစ္စတန်ဆက်ပွဲပုံမပြင်းထန်နေပြီးတိုက်ဆုံသူတရာနေပါရှိလားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ အနုမြူလက်နက်ပိုင်ဆိုင်ထားတဲ့အိန္ဒိယနဲ့ပါကစ္စတန်တို့ကြားနေဆက်ထိန်းချုပ်မှုအမြင်တရှောင်းလက်နက်ကြီးပြည့်ခတ်တိုက်ခိုက်မှုအများကိုဗုဒ္ဓဟူးနေ့ကပြုလုပ်ခဲ့ကြကြောင်းသိရှိရသည်။ အိန္ဒိယဘက်မှ Operation Sindoor ဟုနာမည်ပေးထားသောဒုံးကျည်ပစ်ခတ်မှုများဖြင့်တိုက်ခိုက်ခဲ့ပြီးနှစ်ပေါင်း20တွင်အပြင်းထန်ဆုံးတိုက်ခိုက်မှုများဖြစ်ပွားလျက်ရှိသည်။လက်နက်ကြီးပစ်ခတ်မှုများတွင်အနည်းဆုံးလူ43သေဆုံးခဲ့ပြီးအိန္ဒိယ၏ဒုံးကျည်နှင့်နေဆက်တခြားပစ်ခတ်မှုများကြောင့်ပြည်သူ30ရူသေဆုံးကြောင်းပါကစ္စတန်ဘက်မှထုတ်ပြန်ထားသည်။အိန္ဒိယဘက်မှလည်းပါကစ္စတန်လက်နက်ကြီးပစ်ခတ်မှုကြောင့်အနည်းဆုံး12ဦးသေဆုံးခဲ့ကြောင်းဖော်ပြထားသည်။ဧပြီလအတွင်းကကက်ရှမီးယားရှိအိန္ဒိယထိန်းချုပ်ရာနယ်မြေတွင်ဖြစ်ပွားခဲ့သောပစ်ခတ် န်မှုကိုပါကစ္စတန်အစိုးရကအားပေးခဲ့ကြောင်းအိန္ဒိယကဆွဆွဲပြီးနှစ်ပတ်အကြာတွင်ယခုကဲ့သို့တိုက်ခိုက်မှုများစတင်လာခြင်းဖြစ်သည်ပါကစ္စတန်အစိုးရကမှအိန္ဒိယ၏ဆွဆွဲချက်ကိုညှဉ်းဆန်းထားသည်အိန္ဒိယနှင့်ပါကစ္စတန်တို့သည်1948ခုဗြိတိရှ်ကိုလိုနီအုပ်ချုပ်ရေးပြီးတိကျလွတ်လပ်သောတောင်အာရှအိန္ဒိယနိုင်ငံများဖြစ်လာခဲ့ပြီးတမိုင်းတလျှောက်နယ်မြေအငင်းပွားမှုစစ်ပွဲများစွာဆင်နွှဲခဲ့ပူသည်အိန္ဒိယစစ်တပ်ကတရားမျှတမှုကိုစောင့်ကြည့်မိဖြစ်သည်ဟုဆိုကအကြမ်းဖက်စခန်းကိုကိုကိုဖျက်ဆီးနိုင်ခဲ့ကြောင်းထုတ်ပြန် ယ်ပဲအိန္ဒိယအစိုးရကလည်းတိုက်ခိုက်မှုများသည့်တိကျစီရင်ချိန်ညှိထားပြီးဖြစ်တဲ့အပြင်လက်ဦးမှုရယူလို့ဒီသဘောမရှိကြောင်းဖြည့်ဆွက်ပြောကြားထားသည်ပါကစ္စတန်ကာဝေးဝန်ကြီးကခါဝါဂျာမူဝါမက်အာဆက်ကအိန္ဒိယဝန်ကြီးချုပ်နာရင်ဒရာမိုဒီကိုပြည်တွင်းထောက်ခံမှုရရှိစေရန်တိုက်ခိုက်မှုများစတင်ခြင်းဖြစ်ကြောင်းဆွဆွဲခဲ့ပြီးမကြမီလက်တုံပြောင်းမျိုးပြောကြားခဲ့သည်ပါကစ္စတန်စစ်တပ်ပြောရေးဆိုခွင့်ရှိသူဒုတိယဗိုလ်ချုပ်ကြီးအမက်ရာရှစ်ချောင်ဒရီကလည်းတညာတွင်အိန္ဒိယချက်၄၅စီကိုနေဆက်ဖြတ်ကျော်ပစ်ချနိုင် င်ငံကြောင်းပြောကြားခဲ့သည်။ထို့ပြင်အမည်မဖော်လိုသူအိန္ဒိယလုံခြုံရေးအရာရှိတွေပြောပြချက်အရတိုက်လေရင်၃၀ပြည်ရင်းနှင့်ပြတ်ကျခဲ့ကြောင်းသိရှိရသည်။ အိန္ဒိယ၏အပြင်ထန်ဆုံတိုက်ခိုက်မှုမှာဘာဟာဝဲလ်ဘူမြို့အနီးအစ္စလမ်ဘာသာရေးတည်နေကြောင်းတစ်ခုကိုပြစ်မှတ်ထားခဲ့ပြီးပါကစ္စတန်စစ်တပ်အစိုးရလူ73သေဆုံးခဲ့တဲ့ထို့ပြင်လာဟောမြို့မှကီလိုမီတာ30ကမွေကေးဒေသရှိအစိုးရကျန်းမာရေးနှင့်ပညာရေးစင်တာတစ်ခုနှင့်ပါကစ္စတန်ထိန်းချုပ်ရာကက်ရှမီးယားနယ်မြေရှိမူဆာဖာရာဘတ်မြို့ကြီးဖလီတစ်ခုလည်းပျက်စီးခဲ့ပြီးဖလီအဆောင်တဦးသေဆုံးခဲ့သည်ပါကစ္စတန်စစ်တပ်အစိုးရဗုဒ္ဓဟူးနေ့ကဖြစ်ပွားခဲ့သည့်တိုက်ခိုက်မှုများကြောင့်သေဆုံးသူများတွင်ကလင်းငယ်လေးဦးပါ င်ကြောင်းသိရှိရပါတယ်ရှင်။